ွှင်းလာပါရှင်။ဒဝဲဝါရှက်တပတ်တွင်တင်းနေတဲ့တင်အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမတို့ရှင်မအခုတပတ်မှာတော့စက်တင်ဘာလ19ရက်နေ့ကနေ25ရက်နေ့အတွင်းဖြစ်ပွားခဲ့တဲ့တင်းနေတဲ့တိုင်းတွင်တင်းတွေကိုတင်ဆက်သွားဖို့ရှိပါတယ်။တင်ဆက်ပေးမယ့်တင်းတွေကတော့စစ်ကောင်းဆောင်လာခါနေချင်းဒဝဲခရိုင်ထဲကကျေးရွာဆရာကျော်ကိုစက်တိုက်ပုံကျဲတိုက်ခိုက်တဲ့တင်းတနင်္လာနေ့မှာရှိတဲ့ဆရာနာရှင်တက်ရေချောင်းစစ်စေးဂိတ်တွေမှာကုန်စီစစ်ဆေးမှုပုတ်တင်းကျတဲ့အကြောင်း မစောကျေးရွာအုပ်စုမှာစစ်မှုထမ်းအတွက်ရွာနေရစီက7350ချင်းချောက်ကောက်ခံတဲ့အခြေအနေအပါအဝင်တပတ်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဒါအပြင်ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် ပြည်တွင်းမှာစစ်မှုထမ်းပြည်ပမှာထိုင်းကဖန်ခလုံးရမဲလာတဲ့တောင်ပိုင်းကလူငယ်တွေအကြောင်းကိုရှုစားရမှာဖြစ်ပါတယ်။ အာနာသိန်းစစ်ကောင်ဆောင်ပူဂျုံမူဂျင်းမင်းအောင်လိုင်းဒဝဲမြို့ကိုလာခါနေချိန်စက်တင်ဘာလ18ရက်နေ့မှာဆီယနာရှင်တက်ကဒဝဲခရိုင်မှာရှိတဲ့ကျေးရွာဆွေရွာကျော်ကိုဝိုင်းတွဲမျိုးစားလီရင်နဲ့စက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီတင်းကိုတော့ဒဝဲဝက်ရှ်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။အာနာသိန်းစစ်ကောင်ဆောင်ပူဂျုံမူဂျင်းမင်းအောင်လိုင်းဒဝဲမြို့သို့လာခါနေဆီယနာရှင်တက်ကဒဝဲခရိုင်ရှိကျေးရွာဆွေရွာကျော်ကိုဝိုင်းတွဲအမျိုးစားလီရင်နဲ့စက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။မေမေ မွေကွာနေရာလောက်ကေစတမလာစကုနေရဲ့မနေမာတဝဲရှိတော်ဒေတာပကာကြီးပခန့်ရေဝိုင်းရွာတွေကိုပို့တုံးကြချတိုက်ခတ်ခဲ့ပါတယ်။အဲဒီနောက်နေ့လစနေနေ့လောက်မှာတရချောင်းမျိုးနဲ့ကင်းရှိရွာကိုပုံနှလုံးအောက်တူရွာကို ပို့တုံးကြချတိုက်ခတ်ခဲ့တယ်လို့စော်ဖျားနဲ့မင်းတွေကိုရွာတွေကိုလည်းပို့ကြတိုက်ခတ်ခဲ့ပါတယ်။ တချီတဲမှာပဲလောင်လုံးမျိုးနေဝီဒီကျဲတွင်တပြေဆောင်တောက်ပိုးစားတဲ့ကြွေရတွေကိုလေပုတ်ကျဲတက်ခတ်ခဲ့ပါတယ်ဒီလိုပုတ်ကျဲတက်ခိုက်တာကြောင့်တဝက်ရှိတော်ပကာကြီးစွာကကြောက်ကိုအိုင်ဖိုးကြီးကြောင့်ထိမှန်ပျက်စီးသွားသလိုတရချောင်းမျိုးနဲ့ကင်းရှိစွာစာတင်ကြောင့်လေထိခိုက်ပျက်စီးခဲ့ပါတယ်လောင်လုံးမျိုးနဲ့မှာတော့ဒေတာကန်နှစ်ဦးသိဆိုပြီးခလီနှစ်ဦးအပါဝင်လေးဦးတန်ရန်ရပ်လာပါတယ် တဲ့ချောင်းမျိုးနဲ့ကင်းစီရွာမလေးမြို့သမီးတူဘုဇာတိမန်တန်ရရှားသွားပါတယ်ဒီလိုလူနေကြေးရွာတွေကိုဆက်တိုက်ဗိုလ်ကျဲတက်ခိုက်ပြီးနောက်စက်တင်ဘာလ16ရက်နေ့မှာတော့စစ်ကောင်းဆောင်ကထဝဲမျိုးကိုရှောင်လာပြီးရုံးခမ်းမအသက်ကိုလာရောက်ပွင့်လင်းခဲ့ပါတယ်အနာသိစစ်ကောင်းဆောင်ပူဂျုံမူကြီးမယောင်လှိုင်းမင်းမျိုးကိုလာဖို့ရှိနေတဲ့အတွက်ငါအမှုကျိတ်ဆက်ယုံတွေကအနံစိုးထွက်တာမရှိသလောက်ရော့နေသွားတယ်လို့မြို့ခန့်တွေကပြောပါဗျ။တည်တင်းကိုတော့ဒွေဝက်ရှ်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ အာနာတိတ်ဆက်ခေါဆောင်ဘူချုံမူကြီးမင်းအွန်လိုင်းမြေမျိုးကိုလာရောက်ဖို့ရှိနေလို့ငါမုံကြီးစိတ်ယုတ်တွေကအနက်ဆိုးထွတ်တာမရှိတလို့ရောနေသွားတယ်လို့မြို့ခန့်တွေကပြောပါတယ်။စတင်မာလာ၁၈ရက်နေ့မနေ့ပိုင်းကစပြီးအဲ့ဒီစိတ်ယုတ်တွေကအနက်ဆိုးထွတ်တာနေသွားတယ်လို့ဆိုပါတယ်။ငါအမုတ်ကျိတ်ဆက်တွေကထွက်တဲ့အနက်ဆိုးတွေကမြင်းမြူနေရာအနက်မှာကာလာကြစီဆူဆူဝါဝါနဲ့နေရာကစက်ကောင်းဆောင်မလာခင်တည့်ရလိုမှာစပီးရုံနဲ့သွားတာလို့မြို့ခန့်တွေကပြောပါရယ် စစ်ကောင်းဆောင်ဟာစစ်တင်ဘာလ18ရက်ကဒဝဲမြို့မှာမြို့တော်ခံမှဖွပွဲကိုတက်ရောက်ခဲ့ပြီးနောက်တည့်မှာတော့ကယုန်ရက်စစ်ဌာနချုပ်ရှိတဲ့မြိတ်မြို့ကိုရောက်နေတယ်လို့သတင်းထွက်ပါတယ်။ဒါကြောင့်မို့မြိမ့်မြို့မှာငါအမုံကြီးစစ်ရုပ်ကထွက်တဲ့အနက်ဆိုးတွေရောနေသွားတာလို့မြို့ခံတွေကပြောပါရယ်။မြိမ့်မြို့အင်းလေးမြိုင်စက်မှုစုံမှာငါအမုံကြီးစစ်ရုပ်၄ရုံနဲ့မြိမ့်မြို့တစ်ဖက်ကရှိကျောစုမြို့နယ်ပထောက်ဖက်ကျောပေါ်မှာစစ်ရုပ်တရုပ်ရှိတယ်လို့ဆိုပါရယ်။ စစ်ကောင်းဆောင်မြင်းမျိုးကိုလာမှာဖြစ်တဲ့အတွက်ဘေးရဲဆိုင်ကဲမောင်းနေခွက်ကိုစစ်တမလာ၁၈ကနေ၂၀ရင်းနှီးအထိပိတ်ပင်ထားပြီးကန္နာလန်ရှိဆိုင်ချို့လည်းပိတ်ထားရတယ်လို့မြို့ခန့်ချို့ကပြောပါရယ်။တပတ်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။တနင်္လာရီမျိုးနာမှာရှိတဲ့ဆရာနာရှင်တက်ဤချောင်းစစ်စေးရေးဂိတ်တွေမှာကုန်စီတင်ဆောင်တာကိုပို့ပြီးတင်းတင်းကြပ်ကြပ်စစ်ဆေးလာပါတယ်။တနင်္လာရီမျိုးနာမှာရှိတဲ့တနင်္လာရီတဒါဤချောင်းစစ်စေးရေးဂိတ်၊ဗောဓိကံတဒါဤချောင်းစစ်စေးရေးဂိတ် ပန်းတဲကကြိုးစိတ်စစ်စေးရေးဂိတ်နဲ့မမတောင်ရရေးချောင်းစစ်စေးရေးဂိတ်တွေမှာစစ်ဆေးမှုတင်ကျပ်လာတာပါ။အဲ့ဒီဂိတ်တွေထဲကမမတောင်ရချောင်းစစ်စေးရေးဂိတ်ကစတေမလာစန်းကမှစချထားတာဖြစ်ပြီးစစ်ဆေးမှုပိုတင်ကျပ်တယ်လို့ဒေသခံတွေကပြောပါရတယ်။တနင်္လာရီမြို့နယ်ထဲမှာရှိတဲ့ကျေးရွာအများစုမှာအုံပြုမဲ့ကုန်ပစ္စည်းတွေကို တနင်္လာရီမြို့မှာတွားရောက်ဝယ်ယူရပြီးမြစ်ချောင်းနဲ့အတိုင်းကျေးရွာတွေကိုတည်ဆောင်ကြတာပါ။ဆရာနာရှင်တက်စီမှာဈေးဝယ်ယူခွင့်လက်မှတ်လုပ်ပြီးအဲဒီလက်မှတ်နဲ့ကတ်သက်ထားတဲ့ပစ္စည်းတချို့တည်ဆောင်နေကြတာပါ။ အရင်ကဆိုရင်အဲ့ဒီဈေးဝယ်ခွင့်လက်မှတ်နဲ့ပစ္စည်းဝယ်ထားတဲ့ဘောင်ချပြပြီးဖြတ်တန်းလို့ရပေမဲ့လက်ရှိမှာတော့ပါလာတဲ့ပစ္စည်းအရေအတွက်နဲ့ဘောင်ချမှာပါတဲ့အရေအတွက်ကိုင်းညီမှုရှိမရှိဖွင့်ပေါက်စစ်ဆေးပြီးမှပဲဖြတ်တန်းခွင့်ရတာလို့ဆိုပါတယ်ညမကွေးကျေးရအုပ်စုမှာရှိတဲ့ရွာတွေကိုရေလန်းကနေသွားမယ်ဆိုရင်ဗောရီကန်တတားရေချောင်းစစ်စည်းခိတ်ကိုဖျက်ရပြီးဘန်လောကျေးရအုပ်စုမှာရှိတဲ့ရွာတွေကိုသွားမယ်ဆိုရင်မမတောင်ရရေချောင်းစစ်စည်းခိတ်ကိုဖျက်တမ်းရတယ်လို့ဒေသခံတွေကဆိုပါတယ်။ မြင်းမျိုးနဲ့မဇော်ကျေးရွာအုပ်စုမှာစစ်ကွန်မရှင်ခန့်အုပ်ချုပ်ရေးမှူးတွေကစစ်မှုထမ်းအတွက်လို့ဆိုပြီးကျေးရွာနေရွာမှာငွေကျပ်350ချင်းချောက်ကောက်ခံနေပါဗျ။စက်တင်ဘာလ16ရက်နေ့ကမဇော်ကျေးရွာအုပ်စုမှာရှိတဲ့တော်ရန်ရွာနဲ့အရှိတောင်ရွာမှာရှိတဲ့ပြည်သူတွေစီကကောက်ခံနေတာပါ။အဲ့ဒီငွေကျေးကိုရမီရဖတွေကိုကောက်ခံခိုင်းနေတာဖြစ်ပြီးကျေးရွာမှာရှိတဲ့အင်အားစုအရေးအတွက်နဲ့တွဲချက်ရင်အင်အားစုတစ်ခုကိုငွေကျပ်8000စီပေးဆောင်ရမယ်ဆိုပြီးပြောဆိုနေပါဗျ။ စတင်မလ15ရက်နေ့ကလည်းမစောကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ဦးကတော်တန်းရွာနဲ့အရှိတောင်ရွာကလူငယ်နှစ်ဦးစစ်မှုထမ်းမဲပေါက်တယ်ဆိုပြီးရမရဖာတွေကိုဖုံးဆက်ပြီးငွေကြီးထက်ကောက်ခံနေတယ်လို့ဆိုပါတယ်။စစ်မှုထမ်းမဲပေါက်တဲ့လူငယ်တအုပ်စီအတွက်ငွေကြေး25သိန်းပေးဖို့ကောက်ခံခိုင်းနေတာဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းမှာရှိတဲ့တနင်္သာရီမြို့နယ်တင်ခွန်ရွာဝန်းကျင်မှာတော်လှန်ရေးတပ်တွေနဲ့ဆီယနာရှင်တပ်တို့တိုက်ပွဲပြင်းထန်နေတဲ့အတွက်ဆီယနာရှင်တပ်ကလေကြောင်းကနေကိုရဆက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲပြင်းထန်ခဲ့တဲ့တင်ခွန်ရွာနယ်အနီးဝန်းကျင်ကိုစက်တင်ဘာလ9ရက်နေ့ကနေ18ရက်နေ့အထိကိုရဆက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့တာလို့တိုက်ပွဲမှာပါဝင်တဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တအူးကပြောပါတယ်။ တိုက်ပွဲပြင်းထန်ပြီးဆင်းရဲနာရှင်တပ်သားတွေအထိနာတဲ့ရက်တွေဆိုတရက်ကိုနှစ်ကျင်းအထိဘုံလာကျဲလေးရှိပြီးဂျက်တိုက်လေရင်နဲ့ဆင်းရဲဟတ်တွေပါအသုံးပြုခဲ့တယ်လို့ဆိုပါတယ်ဒီလိုဘုံကျဲရမှာအများအားဖြင့်နှစ်စည်းလာလေးရှိပြီးတစည်းကအချိန်ကြာမြင့်စွာဝဲပြန့်နေပြီးမှနောက်တစည်းကဘုံကျဲတက်ခိုက်ခဲ့တာလို့တော်လိုင်းတက်ဖွဲ့ဝင်တချို့ကပြောပါရယ်စက်တင်ဘာလ17ရက်နေ့လေးချောင်းတက်ခိုက်မှုမှာတော့တော်လိုင်းတက်ဖွဲ့ဝင်တအူးသိဆုံးခဲ့တယ်လို့ဆိုပါရယ် ရေဖြူမြို့နယ်ကလင်အောင်ကံပေါက်လမ်းပိုင်းမှာစတင်မလဒုတိယပတ်ကစပြီးစစ်နာရှင်တပ်ကစစ်စေးရေးကိတ်တစ်ခုထပ်တိုးဖွင့်ထားတယ်လို့ကသမားတွေနဲ့ဒေသခံတွေစီကသိရပါဗျ။စီအိုဆုနဲ့ဆက်ဆက်တဲ့ဥပိုင်ကော်မတီပိုင်းကံပေါက်စီအောင်ချန်နဲ့ကဲခေါ်တောင်ပူတာကြားမှာထတ်တိုးဖွင့်လှစ်ထားတာပါ။ဂိတ်ထတ်တိုးလာသလိုစစ်စင်းမှုတွေလည်းပို့တိုးလာပြီးတကိတ်ကောက်ခွင့်ပြုတာကိုနောက်တကိတ်ကောက်ခွင့်မပြုလို့လည်းအခက်အခဲတွေကြုံရတယ်လို့ဒေသခံတွေကပြောပါရတယ်။ အဲ့ဒီလမ်းပိုင်းကကံပေါက်တိုက်နယ်နဲ့ပြည်တော်စုကားလမ်းပေါ်မှာရှိတဲ့ကလင်အောင်မြို့ကိုဆက်သွယ်ထားတဲ့မြို့နယ်ချင်းဆက်ကားလမ်းပေါ်မှာတည်ရှိပြီးအရင်ကတည်းကကန်းခေါ်တောင်စစ်စေးရိတ်ကိတ်တစ်ခုလည်းရှိနေပါဗျ။လက်ရှိမှာတော့အဲ့ဒီစစ်စရေးဂိမ်းတစ်ခုစလုံးမှာမောရဝတီရေတပ်ကဆီယနာရှင်တပ်သားတွေနေရာယူထားတယ်လို့ဒေတာခန်တွေကပြောပါဗျ။ကံမောက်တိုက်နယ်မှာစစ်အုပ်စုအတွက်နိုင်ငံခြားဝန်ကြီးအများပြားရနေတဲ့ကမ်းလွန်ရေနံနဲ့တဘောဝတံငွေလုကတ်တွေရဲ့ Operation Center တွေအခြေစိုက်ပြီးဆီယနာရှင်တပ်ရဲ့မောရဝတီရေတပ်စခန်းဌာနချုပ်လည်းတည်ရှိပါဗျ။ ရေဖြူမျိုးနဲ့ညင်းထွေးရွာမှာပုံစံမျိုးစုံနဲ့နေထိုင်နေရတဲ့စစ်ပေးရှောင်အင်တောင်စု90လောက်ရေခါဆေးဝါးနဲ့အမိုးကအကူအညီလိုအပ်နေတယ်လို့စစ်ပေးရှောင်ကူညီနေသူတွေစီကသိရပါဗျ။အဲ့ဒီစစ်ပေးရှောင်တွေက2023ခုနှစ်ကစလို့စစ်ရှောင်နေသူတွေဖြစ်ပြီးအခုဆိုရင်နှစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့အတွက်ကျန်းမာရေးစားဝတ်နေရေးအတွက်အကူအညီတွေပို့လိုအပ်လာတယ်လို့ဆိုပါရစေ။ သူတို့ကမမန်ရှောင်ရွာနဲ့ဒဝဲအရှိတော်ဒေသမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့်ရက်ရှည်စစ်ဘေးရှောင်နေကြတဲ့သူတွေဖြစ်ပြီးတချို့ကနေအိမ်မီးရှို့ခံရတဲ့မမန်ရှောင်ရွာနဲ့ပခန့်အင်းရွာတွေကစစ်ဘေးရှောင်နေဖြစ်ကြပါတယ်။ပြီးခဲ့တဲ့2023နဲ့2024ခုနှစ်တွေမှာမောင်မန်ရှောင်ရွာနဲ့အနီးဝန်းကျင်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးဒေသခံတွေအနေနဲ့မိရှုခံခဲ့ရပါတယ်။ဒါကြောင့်အိုးအိမ်မဲ့သွားတဲ့ဒေသခံတွေကဒီနေ့အထိတဝက်ဒေသအတွင်းမှာပုံစံမျိုးစုံနဲ့ရွှေ့ပြောင်းနေထိုင်ကြပြီးတချို့ကလည်းတိုင်းပြည်ပကိုပြောင်းရွှေ့သွားကြပါတယ်။ တပတ်တွင်းသတင်းတွေကိုနားဆင်ခရရတာပါဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်ဖြစ်တဲ့ပြည်တွင်းမှာစစ်မှုထမ်းပြည်ပမှာထိုင်းကဖန်ခေလွန်ရမဲလာတဲ့တောင်ပိုင်းကလူငယ်တွေအကြောင်းကိုတော့ဒိုဝက်ရှ်အဖွဲ့သားတို့ကပြောပြပေးသွားမှာဖြစ်ပါတယ်ထိုင်းနိုင်ငံနဲ့ကိုတရားမဝင်ဝင်လာလို့အဖမ်းခင်ရတဲ့မြန်မာနိုင်ငံသားအရေးအတွက်ကဩဂုတ်လနဲ့စက်တင်ဘာလမှာရုတ်တရက်မြင့်တက်လာပါတယ်။စက်တင်ဘာလ15ရက်တာကာလအတွင်းမှာတော့နေဆက်ဖြတ်ကျော်ဝင်လာတဲ့မြန်မာနိုင်ငံသား860ကျော်အဖမ်းခံလိုက်ရပါတယ်။ ူတို့ဟာပွဲစားတွေနဲ့ချိတ်ဆက်ပြီးထိုင်းနိုင်ငံထဲကိုနီလာမျိုးမျိုးနဲ့ဝင်လာကြတာဖြစ်ပြီးအများစုကတော့ထိုင်းမြန်မာနယ်စပ် area ဖြစ်တဲ့ကချနပူရီခရိုင်နဲ့တပ်ခရိုင်ထဲမှာဖမ်းခင်ရတာပါထိုင်းရနာပိုင်တွေထုတ်ပြန်တဲ့စီးရင်တွေအရမြန်မာနိုင်ငံသား900ကျော်ထဲမှာ64ရာခိုင်နှုန်းကလူငယ်အမျိုးသားတွေဖြစ်ကြပါတယ်သူတို့ကမြန်မာဆက်အနာရှင်တက်ရဲ့အာရမလူတစ်စီဆောင်းတာပေါ်ရှောင်ပြေးလာကြတဲ့သူတွေဖြစ်ပါတယ် FE5 တနင်္လာရီသုတေသနအဖွဲ့ရဲ့အစီရင်ခံစာအရဩဂုတ်လမှာထိုင်းနိုင်ငံထဲတရားမဝင်ဝင်လာလို့အဖမ်းခံရသူအရေအတွက်ကထောက်တရားနိဗာအထိရှိနေပါတယ်။မြမဆရာနာရှင်တက်ကစစ်မှုထမ်းဥပဒေအတီးပြုတ်အသက်သွင်းခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလကနေအခုနှစ်ဩဂုတ်လအထိထိုင်းနိုင်ငံထဲတရားမဝင်ဝင်လာလို့အဖမ်းခံရသူ6800နိဗာရှိခဲ့တယ်လို့ FE5 အစီရင်ခံစာစီးရင်တွေရသိရပါတယ်။ ပြည်တွင်းမှာဆရာနာရှင်တက်ကရတဲ့နည်းနဲ့စစ်သားစုဆောင်းလာတာကြောင့်မြန်မာနိုင်ငံတောင်ပိုင်းကလူငယ်အများစုဟာနှိစက်ရထိုင်းနိုင်ငံထဲကိုထွက်ပြေးခိုလုံနိုင်ဖို့ကြိုးစားနေကြတာပါ။ဒါပေမဲ့ထိုင်းနိုင်ငံမှာလည်းအဖမ်းဆီးကျန်းနေလို့ပြေးစရာမည်မရှိတဲ့အခြေအနေမျိုးရင်ဆိုင်နေကြရပါပြီ။တနိုင်ငံလုံးစစ်မျက်နှာဖြန့်ထားရပြီးအင်အားပြုံးတိလာတဲ့ဆရာနာရှင်တက်ကစစ်မှုထမ်းတက်သားတဲ့ရဖို့အရေးနီလာမျိုးစုံတုံးပြီး အာရမလူတစ်စူဆောင်းတာတွေကိုအင်တိုက်အားတိုက်လှုပ်ဆောင်နေတာပါ။တဝဲခရိုင်နဲ့ဘိတ်ခရိုင်ထဲကဆရာနာရှင်တက်ထိန်းချုပ်ထားတဲ့ဒေသတွေကနေရင်တွေမှာအဲစင်းအကြောင်းပြပြီးဝင်ရောက်စစ်ဆေးပြီးဖမ်းဆီးတာလမ်းသွားလမ်းလာလူငယ်တွေကိုဖမ်းဆီးတာမြို့ဝင်ထွက်စစ်ဆေးရေးဂိတ်တွေမှာဖမ်းဆီးတာတွေခက်ဆက်စိတ်လှုပ်ဆောင်လာပါတယ်။တဝဲဝက်ကလန့်လန့်မိတဲ့လောက်ပြုစုထားတဲ့စင်းတွေရစတေမာလာစမ်းမိုင်းမာတာတဝဲခရိုင်တဲ့အာရမစစ်မှုထမ်းစူဆောင်းခံရသူ25ဦးထပ်မင်းရှိခဲ့ပါတယ် ဒါအပြင်သတင်းအစနာမရပဲပျောက်ဆုံးနေသူတွေလည်းရှိနေပြီးမိသားစုတွေကတော့အာရမစစ်မှုထမ်းစူးစောင်းခံရတဲ့အထက်ပါသွားပြီလို့မှတ်ယူသူတွေလည်းရှိနေပါတယ်။ဒီလိုအခြေအနေတွေကြောင့်ဒေသခံလူငယ်တွေကနေအိမ်တွေမှာတောင်စိတ်ချလက်ချမနေရတော့ပဲစိုးရင်ထိတ်လန့်နေရတယ်လို့ဒဝဲမျိုးကန်မျိုးသားတို့ကပြောပါတယ်။စိုးရရမကွာစိုးလောက်ပေါ်တော့အလောက်ကမလို့စီမကွာစိုးရရပေါ့တော်လာလဲစိုးရရဒီကနေ့တော်နေဒီတော့စီဒူစီဖာကိုလည်းစိုးရနေရမှာမျိုးပေါ့ အိမ်မခွေးတွေပေါ်လေးလေးနေရတယ်သူကတော့ဘူးလမ်းလည်းပါးခြင်းဝါလာတော့ဘူးပဲချက်ကားတို့လူစုမျိုးသူယူနေရောကအစကားလည်းတော်တော်စီကိုမကူနေလဲစစ်ထရားလေးသူ့လိုလာတော့ဟဲလည်းညာလေးဒါအပြင်မြို့ဝင်စစ်စေးရိတ်ဂိတ်တွေမှာစစ်မှုထမ်းဖမ်းဆီးတာတွေကြောင့်လူငယ်တွေကအလုတောင်ဖြောက်ဖြောက်မသွားနိုင်လို့ပဲအလုတ်ပြောင်းတာနေရပြောင်းတာတွေဖြစ်လာတယ်လို့ဆိုပါတယ်ဒီရိနာတော်ဝါဆလာလို့မြေရတူရောအလုံးရိပြောင်းလဲကွာမလို့ရှင်းရပဲအလုံးတော့နေပြီးတော့သူစား 然后明后来你的妈妈弟弟个是平安里面老有装来的东西哇，也不巧哩嘞，不巧没有装来的东西。ဒါကြောင့်မြန်မာနိုင်ငံတောင်ပိုင်းကလူငယ်အများစုဟာဆရာနာရှင်တက်ဖန်းစီမဲ့ဘေးကလွတ်ဖို့ထိုင်းကိုထွက်ပြေးကြတာပါ။ဒါပေမဲ့ထိုင်းဆိုရကလည်းဖန်းစီပြီးမြန်မာနိုင်ငံကိုပြန်လည်ဖဲပြောင်းနေပါဗျ။ထိုင်းနိုင်ငံတဲတရားမဝင်ဝင်လာချိန်ဖမ်းမိတာရွှေပြောင်းအလုပ်သားတွေလောက်ခွင့်မရှိတဲ့အလုပ်တွေကိုဝင်လုပ်နေတာကိုစစ်ဆေးတွေ့ရှိရင် ြစ်ဒဏ်ချမှတ်ပြီးနေရပြန်ပို့မယ်လို့ထိုင်းလူ့သမာဝန်ကြီးဌာနကတရားဝင်ထုတ်ပြန်ထားပါတယ်။၂024ခုနှစ်ကနေအခုနှစ်ဩဂုတ်လအထိစီးရင်တွေရထိုင်းနိုင်ငံတောင်ပိုင်းရနောင်းမြို့ကလဝကထိန်သိရေးစခန်းကနေကော့တောင်းဘက်ကို ပြန်လွှဲခံရသူ3500နီးပါးရှိခဲ့ပါတယ်။ပြန်ပို့ခံရသူအများစုဟာအသက်18နှစ်ကနေ45နှစ်အရွယ်တွေဖြစ်ကြပြီးအမျိုးသားအများစုကဆရာနာရှင်တက်ရဲ့အာရမစစ်မှုထမ်းစုဆောင်းတာကိုခံလိုက်ရပါတယ်။ ထိုင်းရောက်မြန်မာအလို့သမားအရေးကူညီလှုပ်ဆောင်နေတဲ့ MHAC အဖွဲ့ခေါင်းဆောင်ကိုရဲမင်းကလည်းထိုင်းနိုင်ငံမှာဖမ်းမိတဲ့မြန်မာနိုင်ငံသားတွေကထိုင်းဥပဒေအရပြစ်ဒဏ်ချမှတ်ခံရပြီးရင်မြန်မာနိုင်ငံဘက်ကိုပြန်ပို့ခံရပြီးစစ်သားစုဆောင်းခံရလေရှိတယ်လို့ပြောပါရတယ်။ထိုင်းရောက်တော့နိုင်မဖမ်းမိတဲ့အဲတိုင်းတဲ့ပြစ်ဒဏ်ချမယ်ပြစ်ဒဏ်ချပြီးရင်ပြီးရင်တို့မြန်မာပြည်ပြန်ပို့မယ်ဒါပဲထိုင်းရတော့သူကတော့ကိုလိုမြန်မာနိုင်ငံသားတွေကိုမြင်ရင်ဒီလိုပဲမြန်မာပြည်ပြန်ပို့လိုက်တာပဲစစ်သားစုဆောင်းဝင်တိုင်းရောက်မှာပဲဟောကဒီလူတွေ ဒီလိုမျိုးမြန်မာစစ်ကော်မရှင်စီပြန်လွှဲနေတဲ့အပေါ်ထိုင်းလူအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့တက္ကသိုလ်ပါမုခတွေအပါအဝင်ပညာရှင်တွေကထောက်လျှောက်ကန့်ကွက်နေကြပါဗျ။ဒါပေမဲ့ထိုင်းအနာပိုင်တွေကတော့ဒီလိုကန့်ကွက်နေတာကိုမျက်ကွယ်ပြုပြီးမြန်မာနိုင်ငံသားတွေကိုစစ်ကော်မရှင်စီဆက်ပြီးလွှဲပေးနေဆဲဖြစ်ပါတယ်။ဒါကြောင့်တောင်ပိုင်းဒေသကမြန်မာလူငယ်တွေဟာရှေ့တိုးထန်းပိုးနောက်ဆုတ်လှဲထုတ်ဆုတလို့မတိုးတာမဆုတ်တာ အကြက်တဲကြီးတဲကိုကြက်ရောက်နေပြီး ြေးစရာမြေမရှိတဲ့အခြေအနေကိုစိုက်ရောက်နေကြပါရဲ့ရှင်။တွဲဝက်ရှိုင်းတော်သားတွေစီစဉ်တင်ဆက်ထားတဲ့သတင်းတွေကိုရှုစားခဲ့ရတာပါ။နောက်ပတ်တွင်မှလည်းတင်းနှိုင်းတိုင်းအတွင်းသတင်းတွေကိုစုံစုံလင်လင်နဲ့တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။